ကိုရောက်ကိုပြန်ဓမြတိုက်ခဲ့တဲ့အတွက်ထူးဆန်းတယ်လို့ကျွန်တော်ကပြောချင်ကျွန်တော်တို့အရာတိုင်းဒေသကြီးဘူကလေးမြို့နယ်အော်လဲစိအရှိကြီးရောအဲ့တော့ဓမြတိုက်ချိန်မှာငွေသားသိန်း60နဲ့ဖုန်းလေးလုံးယူဆောင်သွားခဲ့ပြီး အားလုံးပဲမင်္ဂလာပါမွေး channel ရရင်ကြိုဆိုလိုက်ပါတယ်မူတီနဲ့တိဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကတော့အရောက်မှအရေးကြီးရပါတော့အရာဝတီတိုင်းဘူကလေးမြို့နယ်မှာပေါ့နော်ကိုရွာကိုတမက်ပြန်တိုက်လိုက်တဲ့မူကင်းတင်းလေးကိုတိဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါပါတယ်ကြည်တဲ့မျိုးတွေလည်းပုံထရတင်းကစားရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်တင်းတူးလေးကထူးတယ်ဆိုတာတည်းကိုထူးပါတယ်တင်းလေးဖြစ်စဉ်ကကျွန်တော်တို့အရာဝတီဒေသကြီးဘူကလေးမြို့နယ်အော်လဲစိအရှိကြီးရောမှာမေလ29ရက်နေ့ညနေပိုင်းက အမည်မသိအမျိုးသား၄ဦးကတပ်မတော်ရေးတပ်ယူနီဖောင်းများကိုဝတ်ဆင်ပြီးအော်လန်စစ်ကြီးပါမှာနေထိုင်တဲ့ဒေသခံဥထွန်းကြီးရဲ့နေအိမ်ကိုဝင်ရောက်ဓမြတိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့တော့ဓမြတိုက်ချိန်မှာငွေသားသိန်း60နဲ့ဖုန်းလေးလုံးယူဆောင်သွားခဲ့ပြီးလက်ရှိမှာတော့ဓမြ၄ဦးကိုဓမြ၄ဦးအနက်2ဦးကိုတော့တာဝန်ရှိသူတွေကဖမ်းဆီးရမိထားတယ်လို့သိရှိရပါတယ်။ ကျန်တဲ့ဦးကတော့ယနေ့ထိထွက်ပြေးလွတ်မြောက်နေစေပါအဲ့တော့ဖန်စီရမိထားတဲ့ဓမြနှစ်ဦးနဲ့ကတဦးကအယောက်တန်းဒေတာကြီးစိုက်လက်မျိုးကလို့သိရှိရပြီးကျန်တဦးမှာအယောက်တန်းဒေတာကြီးမော်လမန်ကျုံးမျိုးကလို့သိရှိရပါတယ်ထွက်ပြေးလွတ်မြောက်နေစေဓမြနှစ်ဦးမှာတော့တဦးကအတိုက်ခံရတဲ့ကြီးပါဒါကြီးရွာကတေဝရဲသားတွေလို့သိရပြီးကျန်တဦးကတော့မသိရှိရသေးပါဘူးအဲ့တော့ပြည်စင်လေးကထူးဆန်းနေဆိုတာကအဲသူတို့ကတပ်မတော်ရေးတပ်ယူနီဖောင်းတွေကိုဝတ်ဆင်ပြီးတော့ကိုရောကိုပြဓမြတိုက်ခဲ့တဲ့အတွက်ထူးဆန်းတယ်လို့ကျွန်တော်ကပြောချင်တာပါ ဲ့တော့အရင်နေမှာလဲသူတို့နဲ့အတူ AK47 တနအတူတက်လက်တောင်မှာပါလာသေးတယ်လို့သိရပါတယ်အဲ့တော့ဒီဖြစ်စဉ်လေးကထူးဆန်းတယ်လို့ပြောတာပါဒါပေမဲ့ဘာပဲပြောပြောစိတ်မကောင်းစရာတခုကတော့ကိုယ့်ရကိုယ်ပြန်ပြီးဓမြတိုက်လိုက်တဲ့အတွက်ကတော့တကယ်ကိုစိတ်မကောင်းစရာပါအဲ့တော့လက်ရှိတော့လဲတောင်ဝင်ရှိသူတွေကတော့နှစ်ယောက်ကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီးတော့ထပ်ပြစ်လွတ်မြောက်နေတဲ့နှစ်ယောက်ကိုလည်းဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရှိရပါတယ်အဲ့တော့ဘာပဲပြောပြောအချိန်တို့အတွင်းမှာဖမ်းဆီးထိန်းသိမ်းနိုင်တဲ့အတွက်ကို တမရှိသူတွေကိုလည်းအားလုံးဝိုင်းဝန်းကျေးဇူးတင်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကလည်းဒီသတင်းလေးကိုကျွန်တော်ကြည့်ရှိသူညီကောင်မတွေကိုအဲသိရှိစေခြင်းလို့သိရှိနိုင်မှုအတွက်ကိုကျွန်တော်ကပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။အကြံနဲ့ကိစ္စတော့တာဝန်ရှိသူတွေအပိုင်းပေါ့။အဲ့တော့ဒီသတင်းလေးနဲ့ပတ်သက်ပြီးအခြေခံအဲသိရှိပြောကြားချင်တာကတော့ကျွန်တော်ညီကောင်မတွေအနေနဲ့အခြေလက်ဒေသတွေမှာနေထိုင်ကြတယ်။တချို့မျိုးစုံရွာစုံတွေမှာနေထိုင်ကြတယ်။ဆိုတော့အမတန်အနေရရှိတဲ့ နေထားဖြစ်သွားပါပြီအခုခေတ်ကလူတွေကအမိကျအမိစာခေါင်းကျခေါင်းစာဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ညီကောင်မောင်နှမတွေအနေနဲ့သွားတရီလာတရီမိမိနေအိမ်ခြံဝန်းတွေကိုလုံခြုံစိတ်ချရအောင်ဆောင်ရွက်ပါအများရန်တရီပြုနေထိုင်ပါလို့ဒီနေရာကလည်းကျွန်တော်အကြံပေးခြင်းပါတယ်အကြံပြုခြင်းပါတယ်အဲ့တော့ဒီသတင်းတူးလေးကိုအများသူကသိရှိနိုင်ဖို့အတွက်ကျွန်တော်ကြည့်ရှုသူညီကောင်မောင်နှမတွေအနေနဲ့မြစ်တာဖြင့်ပြန်လည်မျှဝေပေးပါအောင်လို့ကျွန်တော်အနေနဲ့အနုညွတ်မြစ်တာရက်ခံပါတယ် နေ့ကမနေ့ဂျွန်လ3ရက်နေ့မနေ့7နာရီဝန်းကျင်လောက်ကကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ညောင်မင်းသာကြီးရွာငားပေတာပေါင်လမ်းပေါ်မှာအမျိုးသမီးငယ်တဦးစီးနင်းလာတဲ့စကူဗီဆိုင်ရဲ့အနီရောင်လေးကိုမတမာသူအုပ်စုကလိုက်လံလူရဲယူဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်။အဲ့တော့ယူဆောင်သွားခဲ့တဲ့အချိန်မှာအမျိုးသမီးငယ်လေးကကန်ကောင်းသွားတာကတစုံတရာသူ့ကိုထိခိုက်မှုမရှိဘဲနဲ့ဆိုင်ကယ်ကိုလူရဲယူဆောင်သွားတာဖြစ်တယ်။အဲ့တော့ သူထိခိုက်မှုမရှိတာဒီဝမ်းသာစရာဒါပေမဲ့လည်းသူစီးနင်းလာတဲ့စကိုဗီဆိုင်ကအနီရောင်လေးကိုခိုးစိုးလူနိုင်တွေကလူရဲ့ယူဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်အဲ့တော့ဒီစကိုဗီဆိုင်ကလေးကလည်းဒီအမျိုးသမီးငယ်လေးကဝယ်ထားတာမကြသေးဘူးလို့သိရှိရပါတယ်အဲ့တော့သူဒီဆိုင်ကယ်ရှိုးရုံးတစ်ခုကနေပြီးတော့ instrument နဲ့သူဝယ်ယူထားတာပါလက်ရှိလည်းဒီအကျွေးကိုအဒီဆိုင်ကယ်ဘိုးကိုသွင်းနေစေနောက်ထပ်လည်းထပ်သွင်းရအောင်ပါပါအဲ့တော့မနေ့ကသူဖြစ်စဉ်လေးကအမတန်ဝမ်းနည်းဖို့ကောင်းပါလား ဒီဆိုင်ငယ်လေးက तू ကရှင်းစုမဆုငွေလေးနဲ့ဒေါင်းပေးမဲ့90ရာခိုင်နှုန်းပေးပြီးတော့ကြံငွေကိုအရစ်ကြနဲ့ဝယ်ယူထားတယ်လို့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့လက်ရှိကိုမပိုင်ဆိုင်ထားတဲ့ဆိုင်ငယ်လေးကိုလည်းခိုးစုလူနိုင်တွေကအတင်းအဓမ္မလူရဲ့ယူဆောင်သွားတာခံလိုက်ရတယ်အဲ့တော့ဒီဆိုင်ငယ်နဲ့ပတ်သက်ပြီးကြံရှိနေတဲ့ငွေကြေးကိုလည်းရှုံးရုံးကိုဆက်လက်ပြီးတော့သူအကျွေးဆက်ရအောင်မယ်အဲ့တော့မိန်းကလေးငယ်လေးကအမတန်ကိုဝမ်းနဲ့ချီခွဲစရာကောင်းပါတယ်တကယ်လည်းကျွန်တော်သူနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ် ဲ့တော့ခိုးဆိုးလူလက်တွေကသူများပစ္စည်းကိုလော်လော်ပဲယူသွားခဲ့တာဒါပေမဲ့ကြံခဲ့ရတယ်ကာယကံရှင်ပစ္စည်းပိုင်ရှင်ကဘလောက်ထိထိခိုက်နင့်နာသွားမလဲဆိုတော့ဒီကောင်တွေလူမဟုတ်တဲ့အတွက်တွေးမိမှာတော့မဟုတ်ဘူးအဲ့တော့ဒီဖြစ်စဉ်လေးကအမတန်ဝမ်းနည်းပါတယ်ဒီဖြစ်စဉ်လေးကိုတင်ကန်းစာယူပြီးတော့အမျိုးသမီးငယ်အမျိုးသားငယ်တွေအားလုံးတင်ကန်းစာယူကြပါအပြင်သွားတဲ့လာတဲ့အခါဒိဋ္ဌိဆင်းခြင်းပါအဲ့တော့ကျွန်တော်ဒီဟာလေးနဲ့ပတ်သက်ပြီးပြောပြချင်တာက ျွန်တော်တို့မန္တလေးတိုင်းဒေသကြီးကအမတန်ဆိုးပါတယ်ကိုစလုံးနဲ့လူရမှုတွေလည်းအမတန်ပေါ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုမတော်ပါနဲ့အပြင်ကိုသွားလိုက်လာတဲ့အခါဂယူဆိုင်ပါဆိုင်ခင်းနဲ့သွားရင်လည်းဗတ်မှန်ကိုမကြမကြကြည့်ပါမတင်ငါဝယ်လူတွေ့လို့ရှိရင်လော့အောင်မောင်းပါမလွတ်ဘူးဆိုရင်လည်းလူရှိတဲ့နေရာမှာခက်တိုင်ရပြီးအကျော်ပေးလိုက်ပါဘာပဲဖြစ်ဖြစ်ဘယ်ကူပဲသွားသွားသတိပြုဆင်ခြင်ပါမိမိပစ္စည်းမိမိတော်နိုင်တော့ဂယူဆိုင်ပါလို့ကျွန်တော်ဒီနေရာကနေအကြံပြုပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ညီကိုမတော်ပါအနေနဲ့ စိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြည့်စုံပါစေဖေးစိုးရံတွေအန္တရာယ်ပေးမှာကင်းရှင်းပါစေစိတ်ချမ်းသာကိုကျမ်းမာနဲ့နေကောင်းကျမ်းမာလူရဆန္ဒတွေပြည့်ပါစေလို့ကျွန်တော်အနေနဲ့ဒီနေရာကနေဆုတောင်းပေးခြင်းပါပဲအားလုံးပဲမင်္ဂလာဖြစ်ပါစေအဲ့ညီကမွန်တော်ရဲ့အနေနဲ့အများသူငါသိရှိ review ဆင်ခြင်ဖို့ရာတစ်ဆင့်ပြန်လည်မျှဝေပေးပါအောင်လို့ကျွန်တော်အနုညီမေတ္တာရက်ခံပါတယ်ခင်ဗျာလမ်းမပေါ်မှာကောင်းသူမလေးအိတ်တော်ပါပါလေလိမ့်စာရှာလိုက်မှဖူးကြည့်အောင် Cả làm mà mà đi <laughs> lõi tao nó kêu cha hòa mà đi rồi đó Còn ô này Có trái chó nó đang đi rồi Là mày mà vào Còn mà lưu ấy là nó dây chà là thầm mày đi vào này Mà tài miếng Nhưng mà cái này ấy đi. Nó bỏ to là cho nó Hả? 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 mà vay ba đấy như bà bà thế này có sai ít bao cái thằng này sai kiểu cái thằng đi từ lâu coi ra để con Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn xe đúng không? Bảo đi nè Cả như nó là để đúng không? Cái máy châu đi Ừ, phương châu đó, phương châu đó Nếu mà nó đâu nè, mà nó xa cả để... Chia, chia, chơi, chia ဒီဒီဆက်ကတည်းကဘယ်လိုဆက်ပါလဲဒီကကြည့်ပြန်ပေးမယ်လို့ဒီလမ်းကကြောင်းရထားလဲဆိုတော့ဝါစုကိုကြိုက်ဂျားရကောမန်တယ်နဲ့ကိုလိုက်ဂျားထဲမှာဒါလမကတိယလမပေါ်မှာကြောင်းရထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ရှိမှမော်လမြိုင်ကားရရှိရဲ့ဘုလိုပေါဝါပြန်ရအောင်လို့ဒါနဲ့ဆိုအဲ့ဒီမှာပတ်စပ်ပါတယ်နော်ဒီကောင်လေးပတ်စပ်ယူအဲ့ဒီကိုပြောလိုက် အခုအချိန်ကြီးလက်ပြန်ရိုးရတဲ့ပြင်သာပေးမယ်ဒီလိုမျိုးမှပြန်ရိုးမယ်ဆိုတော့တော့ကြိုက်တာကိုမြက်အေးခေါ်ညိုးပြီးအိမ်မှာလာရဲနာဒါရီစားရပြီးစက်မှုတွေ ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုတွေတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ဒီမှုကင်းတည်နေနေရာအစုံမတော်တော်များများလေးကိုဖြစ်နေကြရပဲဖြစ်ပါတယ်ကြည်တဲ့မျိုးတွေလည်းချွတ်တပစ်စကပ်ကိုလို့ရအောင်လို့ပုံမှုတူတာအနေနဲ့ပြန်လဲမြောင်လိုက်တာပဲဖြစ်ပါတယ်မိန်းကလေးဆိုရင်အပြင်ကိုတယောက်တည်းမသွားပါနဲ့အရန်လည်းကြောက်စရာကောင်းနေပြီပေါ့နော်ကြည်တဲ့မျိုးတွေလည်းဘုဒ္ဓရာရလိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးခတ်ပေးလို့ရပါတယ်ရှင်နောက်ထပ်လည်းမွဆက်လီတည်နေဟာတာဗီဒီယိုလေးဘုဒ္ဓရာရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်လည်းကြည့်ဆက်ပြီးတော့မှမဟုတ်မော channel လေးကို like subscribe နဲ့တက်ဖို့တက်စပါတယ်ရှင် nhé. Đã sắp video mà bị sống với nó, ta ta.